တင်လို့ပါအရင်လိမ့်ပါဘောကအမကြည့်ရတလောက်တော့ပြီးတော့အင်းကအမိုးဆိုလဲပါဝါဘန့်အရင်သုံးတော့ပေါ့နော် remix သွားပြီဆိုရင်မပေါ့ CC သွားပြီဆိုရင်ငါ့ကိုပါဝါဘန့်တောင်းခဲ့ပေးပေါ့နော်မိုးကဘုမစိတ်ချမ်းသာတာမြင်နေရတာပျော့တာပေါ့ ဖြေစရာမလိုတော့ပါဘူး။အရင်ကလည်းအဲအမတို့ပဲအရင်မေးခဲ့တာဆို။မိုးနဲ့ပို့ပြီးတော့ဟိုဟာဖြစ်တာ။ဟိုဟာမိုးနဲ့ကိုယ်ပို့ချစ်တာမိုးနဲ့ကတငယ်ချင်းပဲလုံးဝအောင်မိုးနဲ့ကမိုးသမီးမလုပ်လဲငါဖြစ်တယ်ဆိုမိုးကလည်းတအားချစ်ဖို့ကောင်းတယ်။အရင်လည်းယူတော့လေ။မိုးနဲ့ဆိုရင်ရဲနဲ့ပြောပြအဲ့လိုပေါစီပေါစီနဲ့နေရပဲပေါစီမိုးကရမ်းချစ်ဖို့ကောင်းတယ်ပေါစီကိုပြောပေးပေါစီကိုပြောပေးဆိုကိုယ့်ကိုကြည်ကြားလို့မရလို့ရှင်မပေါစီကိုကြားကြည်ကြားပေါစီအဲ့လို ဲကျန်ကိုလည်းတိုင်နေတာသူ့ကမဟုတ်ဘူးမလေးသူသမီးရရမ်းချစ်တာမိုးကနဘောကရမ်းလိမ့်မှာဟုတ်တယ်ခင်လို့ပါရမ်းလိမ့်မှာပါဘောကအမကြည့်ရတလောက်တော့လိမ့်မှာတယ်တော်လဲတော်လဲ ambitious လည်းဖြစ်တယ်နောက်တော့အမြဲတမ်းလဲများသောအဖြစ်ကသူကစဉ်းစားစဉ်းကျင်ပြီးတော့မှများသောအဖြစ်လောက်တာတော့များပါတယ်ဟိုတစ်ခါကြလို့ရှင်လည်းလူဆိုတော့အမတော့ရှိရပါဘောဒါပေမဲ့လည်းမမားနေမှာမရှိရနော်ဟိုသူအမြဲတမ်းအမအသိရတလောက်တော့နော်ဘောကဟိုသေချာစဉ်းစားရတယ်သူများအတွက်လည်းစဉ်းစားပြီးတယ်အမနဲ့စသတိကြရတယ် ို့ဘက်ပဲမကြည့်ဘူးသူများဘက်လည်းအမြင်နဲ့ကြည့်ပြီးစဉ်းစားပေးရဲကလေးဖြစ်လို့ဟိုအမတော့သူ့ကိုဟိုဆိုးရလို့တော့မမြင်မိပါဘူးအမြင်နဲ့တော်တဲ့မိန်ကလေးလိုပဲမမြင်ပါဘူးအကြိုင်လဲတူတူနေကြဆိုလေအလုံးသုံးလားလောက်ဒီငါလာငါလာတော့တူနေရဲ့ကြတော့နှလုံးနှလုံးပွင့်တာနဲ့ကိုမနဲ့ကိုညီမနဲ့ရင်ခွင်ပေါ်အတိုင်းပဲပေါ့နော်အဲခါလေးကြရင်လည်းမနဲ့၄နိုင်ထိုးသွားဒီစကားကြီးပြောကြတဲ့အပြောမယ်ဆိုတော့နှစ်ယောက်လုံးဟိုတယောက်အတွက်တယောက်လိုမျိုး ေးနေခဲ့အချိန်ပေါ့နော်ဆိုတော့အဲ့အချိန်မှာလည်းတကယ်လိုအပ်နေတာစိတ်ခွန်အားတွေဆိုတော့အဲ့အချိန်မှာတောင်းနေတောင်းနှစ်ယောက်ရှိနေခါကျတော့ခွန်အားတစ်ခုနဲ့ရှိဆက်နိုင်ခဲ့တာပေါ့အဲ့လိုတောင်းတော့လူတယောက်ကကိုဘယ်လိုပြောမလဲကိုပျော်နေတဲ့အချိန်ထက်ကိုစိတ်ညစ်နေတဲ့အချိန်မှာဘေးနားမှာရှိပေးမဲ့ကိုကပို့ပြီးတော့အယူကြည့်ရဲအဲ့ဖွာလည်းပို့ပြီးတော့တန်မိုးရှိရဲလို့အမထင်တယ်နော်အဲ့အကြောင်းမျိုးတခြားသူတွေထက်အမတကယ်ဟိုဟိုစိတ်သက်ကြနေတဲ့အချိန်ကိုအရင်စိတ်ညစ်နေတဲ့အချိန်မှာဘာဖြစ်ကိုညစ်မလေးဖြစ်နေရှိပေးတယ်သူလည်းကိုပြောသမျှသူလည်းနားထောင်ပေးတယ်